အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့ grace အခန်း၄ဒီချိန်ကတိသမတိနဲ့တိသမနှစ်ပဲဖြစ်ပါတယ်ဒီချိန်ကတိသမတိမှာဆိုရင်ကျွန်တော်ဘာအကြောင်းနေသိရမစမီအခန်း၄မှာဆိုသဘာဝကိန်းနဲ့အပြည့်ကိန်းကြောင်းပြောရမှာအဲ့ဒီနေရာမှာသဘာဝသဘာဝကိန်းနဲ့အပြည့်ကိန်းကြောင်းဒီချိန်ကတိသမတိမှာစတင်နော်သဘာဝကိန်းနေရာဘယ်ကနေစလဲဆိုတော့သဘာဝကိန်းနေရာတိကနေစပါတယ်နော်တိကနေ၁၁၃၄၅၆ကိုရေးဖို့စရအများကြီးပဲ ။ဒါကနေအဆုံးမရှိပါလာတယ်။အဲ့ဒါကိုအနေလုံးသဘာဝကိန်းခေါ်ပါတယ်။အဲ့ဒီသဘာဝကိန်းထဲမှာသူကတစ်ကဆရာဖြစ်ဖြစ်တယ်။ဒါကအနေလုံးအနေလုံးသဘာဝကိန်းရဆိုရင်ကျွန်တော်ကတစ်ပဲဖြစ်ပါတယ်။နောက်တစ်ခုကအပြည့်ကိန်းရှိခုကိုပြောပါရစေ။အပြည့်ကိန်းဆိုတာဆိုတော့0ကနေစတယ်နော်။0 1 2 3 4 5 6 7 8 9 10ပြောရင်ဟိုအများကြီးပဲပေါ့နော်။အဆုံးရှိရှိတယ်။သဘာဝကိန်းကတိကျနေစားပြီးတော့အပြည့်ကိန်းကတော့0ကနေစားပါတယ်။အဲ့ဒီမှာသူတို့က ြည်ရင်းရှိခုလိုပဲတွေ့ကြိုက်တဲ့ရှိခုအဓိကတော့ကနန်းရှိလုံးပြည့်ရမှာနော်ရှယ်ကတော့0ကနေပြီးတော့7လိလိုက်မယ်ပြည်ရင်းရှိခုက0 1 2 3 4 5 6 7ပဲဒါပြင်နော်၄လုံး၄လုံး၃လုံး၄လုံး၅လုံး၆လုံး၇လုံးရှိမှာနော်ပြည်ရင်းရှိခုကနောက်တစ်ခုကတော့အငယ်ဆုံးပြည်ကင်းပြည်ကင်းနဲ့မှာအငယ်ဆုံးကဘာလဲဆိုတော့0ပေါ့ဆိုတော့0ကနေစရပြည့်တယ်လေငယ်ဆုံးပြည်ကင်းက0ပဲဖြစ် မှတ်၄ကကြတော့နှစ်နဲ့ရှိကြမှာတဘာဝကိန်းညီများရှိတယ်နော်ဟုတ်ပြီနော်နှစ်နဲ့ရှိကြဆိုတော့သူနှစ်ခုရဲ့ဈာဖြစ်တဲ့ကဆိုတော့၃ရနေဆိုင်ပါဘူးနော်နှစ်နဲ့ရှိကြဆိုတော့၃ရနေပြီးခုနှစ်ရှိပါဘူး၃ရနေခုနှစ်ရှိဘယ်လုံးရှိတယ်ဆိုရင်ကျမတို့ကနော်တဘာဝကိန်းနှစ်နဲ့ရှိကြမှာတဘာဝကိန်း၅လုံးရှိတယ်အဲ့ဒီကိန်းကိုပြပြပါဆိုအဲ့ဒီကိန်းကြီးကဘာလဲဆိုရင်နှစ်မပေါ့ဆိုတော့၃ရနေဆိုင်ပါဘူးနော်အခုတော့ရှိကြဆိုတော့ရှိမပေါ့ဆိုတော့ခုနှစ်ရှိ၃၄၅၆ခုဆိုရယ်နော်ဘာကိန်း၅လုံးရရှိပါ နောက်တစ်ခုကကြတော့ငားနဲ့ဆုံးတယ်ကနန်း6လုံးပါတယ်အပြည့်ကင်းများကိုရှာပါတယ်เนาะငယ်လုံးပြည့်ကင်းရဲ့နှစ်ပြည့်နဲ့ဆုံးပြီးတော့ကနန်း6လုံးပါရဲ့အကြီးဆုံးပြည့်ကင်းကိုရှာတယ်အဲ့လိုငားနဲ့ဆုံးနဲ့ကနန်း6လုံးပါဆိုကနန်းက6လုံးပါမယ်နောက်ဆုံးကငားနဲ့ဆုံးရမယ်ငယ်လုံးပြည့်ကင်းဆိုငယ်လုံးကရသမား0တွေပဲဒါပေမဲ့0ကြာချိုးရှေ့ဆုံးမှမထားရဘူးရှေ့ဆုံးမှာ0မဟုတ်တဲ့ကနန်းငယ်လုံးက1ပါဒါကြောင့်မို့ဆိုတော့ငားနဲ့ဆုံးနဲ့ကနန်း6လုံးပါရဲ့ငယ်လုံးပြည့်ကင်းကရှေ့ဆုံးမှာ0မထားဘူး1လို့ထားမယ် နောက်ဆုံးမှာ9နဲ့ဆုံးရတယ်အလဲမှာကျတော့အငယ်ဆုံးနေရာပါတော့0တွေထည့်ထားတယ်ဟုတ်နော်နောက်တစ်ခုကနှစ်နဲ့ဆောင်ဆုံးရကနန်း6လုံးပါတယ်သူကနန်းက6လုံးပါရမယ်နှစ်နဲ့လည်းဆုံးရတယ်အဲ့ဒီပြေကင်းနေရာမှာအကြီးဆုံးကင်းရာ6ဖြစ်တယ်ဆိုတော့ကခြေဆုံးနေမှာအကုန်လုံး6ရည်ရတယ်ခဲ့နော်6 5လုံးနဲ့နှစ်တလုံးဒါဆိုရင်နှစ်နဲ့လည်းဆုံးတယ်ကနန်း6လုံးပါရအကြီးဆုံးပြေကင်းရာဒါကိုငါလုံးနဲ့နှစ်တလုံးဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်6ပါ။နံပါတ်6ကတော့ 60ရဲ့3ရဲ့5ရဲ့ကဏန်းတွေကိုအသုံးပြုပြီးတော့တဲ့ဒါဒီကဏန်းလေးလုံးကိုပဲအသုံးပြုပြီးတော့ငွေသုံးပြည့်ကလေးကြီးသုံးပြည့်ကလေးကိုရှာမယ်။ကိန်းတစ်လုံးကိုရေးတဲ့အခါမှာကဏန်းတစ်လုံးကိုတစ်ချိန်သာအသုံးပြုရမှာ6ကုံနှစ်ကားထက်နေရသုံးညနှစ်ကားထက်နေရကိုမရဘူး။တစ်ချိန်ပဲသုံးရမယ်။အဲ့ဒါရင်6သုံးညနော်6ရဲ့သုံးညရဲ့3ရဲ့5ရဲ့ကိုတစ်ချိန်ပဲသုံးပြုပြီးတော့ရေးချင်းပြင်ရတော့ဒီပရမတော့ငွေသုံးပြည့်ကငွေသုံးပြည့်ကလေးဆိုတော့ငွေသုံးတွေကိုရှိမှရမယ်။ဒီကဏန်းလေးလုံးမှာငွေသုံးက0ဖြစ်တယ်။သူက တနန်းတစ်ခုရဲ့အခြေလုံးပါတယ်ကျော်0ရနော်0မဟုတ်တဲ့အငွေသုံးကိကိုထားမှာဖြစ်တယ်ဆိုတော့ဒီလိုမဟုတ်တဲ့အငွေသုံးကိက3ဖြစ်ပါတယ်ညမလို့3056ဆိုတော့အငွေသုံးနေရှိမှာဒါအခြေသုံးပြေကင်းကိုကြာတော့ဒီမှာအခြေသုံးနေရှိမှာဒါမယ်အခြေသုံးက6ဖြစ်တယ်လဲဒီမှာ6ကိုရှိမှာဒါမယ်6ရနောက်မှာ9 9ရနောက်မှာ3 3ရနောက်မှာဒါတို့ကြည့်ရင်ဒါကလေ့ကျင့်ငန်းတိသမတိပြီးသွားပြီနော်နောက်တစ်ခုကလေ့ကျင့်ငန်းတိသမနှစ်ပါ ။ဒီငယ်ဒီသမားနေ့မှာအောက်ပါညီများချင်းများတွေမိမိကိုယ်သတိများကိုသုံးသားကြအောင်ပြောပြမယ်။ဒီအခန်းဒီငယ်ဒီသမားနေ့မှာကျတော့ကျွန်တော်တို့ကနော်။ပေါင်းရင်းလုပ်ငန်းဆိုင်ရာ ကိုယ်သတိများဟာကျွန်တော်အပေါင်းဖလှယ်ရာကိုယ်သတိရှိမယ်။အပေါင်းဖက်ဆက်ရာကိုယ်သတိရှိမယ်။အပေါင်းထက်သူရာကိုယ်သတိရှိမယ်။အဲ့ဒီညီမချင်းနေ့မှာမိမိကိုယ်သတိသုံးသားကြအောင်။ဒီမက်ကကြီးကိုကြည့်မယ်။ဒီမက်ကကြီးက50နှစ်အပေါင်း8အဲ့တော့ညီမချင်းတစ်ဖက်မှာ8အပေါင်း50နှစ်ဆိုပြီးတော့ကျွန်တော် ခဏနှလုံး50နှစ်နဲ့အိမ်တွေကိုရှင်းနှောင်းနဲ့ဖလှယ်ထားပါတယ်။ဒါကြောင့်ဝန်ဆောင်မောဒီပုံစံတည်းရပါတယ်ဆိုရင်ဖလှယ်ရအောင်လုပ်တယ်။เนาะရှင်းနှောင်းနဲ့ဘုံနဲ့ရှင်းနှောင်းနဲ့ဖလှယ်ထားတာเนาะပေါင်းဖလှယ်ရအောင်လုပ်တယ်။နောက်တစ်ခုကလည်းအတိုင်းပဲ A+ City 6ကို equal to City 6 + 8ဆိုပြီးတော့ရှေ့ကနေနောက်ကိုဖလှယ်ထားတယ်ဒါကြောင့်ဒါကလက်ပါလဲဆိုရင်အပေါင်းဖလှယ်ရအောင်လုပ်တယ်ဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်9ငယ်ပါနံပါတ်9ငယ်ကကနေကတောင်းလုံးပေးရတယ်เนาะ20အပေါင်း စတုံးပေါင်းအိမ်မင်းရဲ့တစ်ဖက်မှာလည်း20ပေါင်းစတုံးပေါင်းအိမ်အဲ့မှာသူကဝင်ခက်တာချင်းမတူဘူးလက်ဝက်ဘက်မှာကျတော့ဆမတော့နောက်ကဂိန်းနှလုံးကိုအရင်ဆုံးဝင်ခက်တာလေလက်ရဘက်မှာကျတော့ရှေ့ကဂိန်းနှလုံးကိုဝင်ခက်တာဂိန်းသုံးလုံးချင်းရတော့တူရပါနော်ဒါဆိုရင်ဝင်ခက်တာတဲ့ဟာကိုအရင်ဆုံးရှေ့မှာဖြစ်တယ်လက်စတုံးနဲ့အိမ်နဲ့နော်ပေါင်းတာနဲ့ဒီမှာ20နဲ့စတုံးနဲ့ကိုအရင်ဆုံးပေါင်းတာနဲ့အဖြေကတူတယ်ဒါကြောင့်မို့ဆမတော့ကဖက်ဆက်ပြီးတော့ပေါင်းတာပေါ့နော်ဘယ်လိုပဲဖက်ဆက်ပြီးပေါင်းမအောင်ဖြေရတူပဲဖြစ်တယ်ဒါကိုဖက်ဆက်ရကုန်တယ် ကောင်းဖက်စရာဂုံတတိလို့ခေါ်ပါတယ်။နောက်တစ်ခုကလည်းနမကားငယ်လို့ပါပဲ။အများသုံးလုံးကတူတယ်နော်။အဲ့ဝလဘဘမှာတော့နောက်နောက်လုံးဝင်ပေါင်းလို့မရှိကတလုံးနဲ့ပေါင်းမယ်။လက်ရဘက်မှာကျတော့ရှိကနှလုံးဝင်ပေါင်းလို့နောက်ကတလုံးနဲ့ပေါင်းမယ်။အဲ့တော့ဆိုတော့အပေါင်းဖက်စရာဂုံတတိလို့ခေါ်ပါတယ်။ဟုတ်ပြီနော်။ဒါဖြင့်နမနှစ်ပို့သွားမယ်။ဒီမနေ့မှာတန်တစ်ခုစီရဲ့ပေါင်းလဲတန်တစ်ခုစီရဲ့ပေါင်းလဲနေတောင်ဖြတ်တို့ဤပေါင်းလဲအတူတူတန်မိုးတူတူဖြစ်နေပြီးစွေရန်ပုံမြင့်လက်ဇာတ်ကူကိုစဉ်းစားကြရမယ် ပြောရမယ်ဆိုတော့အမှားပေးရတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါရင်ကျမတို့ကပထမဆုံးတိုင်ရှိကိန်းတွေကိုရေစုံပေါ့အောင်နော်ပထမဆုံးတိုင်မှာဆိုတော့ကျမတို့က6ရက်9ရက်နေ့အတိုင်ပေါ့နော်ဒီ down လိုက်ကတိုင်လေးရလိုက်ကတန်းနော်ဒီ6ရက်9ရက်နေ့ရပေါင်းတဲ့ခါမှာကျမတို့ပြောရလဲဆိုရင်နော်6ရက်9ရက်ပထမတိုင်ရှိကိန်းများဘူးအလုံးပေါင်းအောင်ဆက်မှာဒါပြင်ကျန်တဲ့ကိန်းတွေကလည်းနော်အလေးရလိုက်ပေါင်းလဲ15ရက်မယ် down လိုက်ပေါင်းလဲ15ရက်မယ် down ဖြတ်ပေါင်းလဲ15ရက်အဲ့တော့ဒီဇာကွက်မှာဆိုလို့ဒီ ဓမ္မခဝရဲ့ပေးထားတဲ့သတိဉာဏ်ပုံမြင်တဲ့ဇာတ်ကြီးကိုလက်မှာလူသောပြည့်ကိုပြပါတယ်။သူကပရမတ်တန်ရ15ပြည့်တဲ့လေဆိုဘယ်လိုတောင်အလဲရလိုက်ပေါင်းပေါင်းဒေါင်းလိုက်ပေါင်းပေါင်းက15ပြည့်ပါဘူးနော်။ဒါဆိုကျွန်တော်တို့အလဲကိန်းမှာ85နဲ့ပြပေးတာဆိုကဏ္ဍတစ်လုံးမဲ့လို့15ပြည့်ဖို့အဲ့တော့85နဲ့ပေါင်းရင်စနေအဆုံးကဏ္ဍကပါတော့သုံးထည့်ရလိုက်ဆိုတော့15ပြည့်ပါဘူး။ဟုတ်နော်။ဒါဆိုရင်ဒေါင်းပြန်မြင်ပြတဲ့6နဲ့5နဲ့ပေါ့ဒီမှာအကွက်ကွက်လွတ်နေ။ ဒါဆိုမှာကနေနှလုံးပါလို့ရှိရင်ကနေနှလုံးရှိလို့ရှိရင်ငါဘလုံးကိုရှာလို့ရရတယ်နော်ဒါကြောင့်မို့6.5နဲ့ပေါင်းတော့7ဆိုတော့ဆိုမှာနောက်ဆုံးပိတ်သွင်းနေမှာ၄ထည့်လိုက်ရင်15ပြီပါနော်ဒါတောင်းဖြက်နော်ဒါတောင်းဖြက်လေးပါ6ရဲ5ရဲ4ရဲအတောင်းဖြက်နောက်တစ်ခုကကြာဆိုမှာကနေနှလုံးရပါပြီ၄နဲ့3နဲ့ကနေနှလုံးရပါပြီဒါဆိုရင်၄နဲ့3နဲ့ပေါင်းရင်9 15ပြတော့ဆိုမှာပါတော့8ထည့်ထည့်ရမှာနော်ဒါလေး15ပြတော့ပါနော်ဒါဆိုရင်ဆိုမှာတော့ဒီမှာအောက်မှာဆိုလို့ရှိရင် တော့၄နှစ်နှစ်နှစ်ပေါင်း6 6နှစ်9နှစ်ပြန်ပေါင်းတော့ပါရဲ့ဟိုအပေါ်ဆုံးတောင်းရင်းသွားတော့နော်အဲ6နှစ်ရှိနေပေါင်းတော့14လေကောင်မှတိကျလိုက်ရင်ဆန်းသွားပြီဒါမယ်အဲ့ဒါအောက်ဆုံးတစ်ကြောင်းမှရတဲ့အတိုင်းပဲတကွက်လိုနေပါနော်၄နှစ်နှစ်နှစ်ပေါင်း6 9နှစ်ထဲလိုက်ရင်ဆန်းပါတော့ဘာလို့ဖြစ်တော့ဆန်းသွားပြီဒါကရက်လက်ရှားလို့ခေါ်ပါတယ်အဲ့ဒါကျတော့နံပါတ်3ကိုသွားပါမယ်နံပါတ်3မှာကကျတော့တပီးကန်လေးရဲ့ထောင်းမစုကန်လေးပဲအဲ့ဒီကန်နဲ့ထောင်းမစုကန်မှာရဲ့နှစ်သက်ရာဒီကနေ့လုံးကိုတူပြီးသောပုံစံကိုထည့်ပြီးတွေ့ပါ ရည်ရည်ဝင်တဲ့တွေတွေ့ရတယ်ဥမာပြီးကံမှာတစ်ဆိုရင်ဒီဓာတ်မစုကံမှာနှိမ့်လို့ထားရင်ဒီဘက်မှာလည်းပဲဓာတ်မစုကံမှာနှိမ့်ပြီးကံမှာတစ်ပေါ့ဒီလိုမျိုးတူညီသောပုံတစ်ခုထားမယ်ချရာဥမာပြင်ကျွန်တော်သုံးတဲ့ပြီးကံလေးမှာသုံးထားမယ်ဓာတ်မစုကံမှာလေးထားမယ်ယခုပေါင်းရင်ခုနှစ်ဒါဆိုစမတော့ဒီဓာတ်မစုကံပုံလေးကိုရှိမှထားမယ်ပြီးကံပုံလေးနောက်မှထားမယ်သူရဲ့ကဏ္ဍနေရတယ်ဓာတ်မစုကံကိုလေးထားလေးပဲထားမှာနော်ဒီ3ပြီးရဲ့ပုံစံတွေရှေ့နဲ့နောက်နဲ့ပြောင်းသွားပြီမြို့သူရဲ့နံပါတ်တွေ ဒါဆို3နဲ့4နဲ့ပေါင်းရင်လည်း9ဒါဆို4နဲ့3နဲ့ပေါင်းရင်လည်း9ဒါဆိုဒီနှစ်ခုကနော်ပေါင်းဖလှယ30ဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကနံပါတ်403ခုပေးထားတယ်စီကံလေးရဲ့4000လေးရဲ့အဝိုင်းလေးဒီမှာလည်း3000လေးရဲ့4000လေးရဲ့အဝိုင်းလေးရှင်းရနော်ဒီရှင်းဆုံးကိန်းမှာကျတော့3000နဲ့4000ကွက်လို့ရေပေါင်းတာရယ်နောက်ကနောက်ကကိန်းထဲမှာကျတော့4000ကွက်နဲ့ဟိုဆက်ဝိုင်းနဲ့ဥစဉ်ဆုံးပေါင်းတာရယ်နော်အဲအဲ့တော့ဒီချက်မှာအဲ့ဒါမှာငွေတိုင်းပဲကဏန်းလေးတွင်းရဲ့ကဏန်းလေးထင်တယ်ဒီမှာဒီချက်က တစ်ဖက်မှာသီးခံကို100ထဲထားတယ်ဈေးမစုခင်က200ဈေးဝါရ300ဟုတ်ပြီနော်အဲ့တော့နောက်တစ်ဖက်မှာလည်းတိုင်းပဲသီးခံလေးက100ဈေးမစုခင်က200ဈေးဝါရ300နော်တူညီရဲ့ဒီပမာဏအတိုင်းပဲထည့်တိုင်းနေထည့်ပြီးတဲ့အခါမှာရေရှိသုံးကဝင်ပါဆိုရေရှိသုံးကနေနှလုံးရေဝင်ပေါင်းတယ်100နဲ့200နဲ့ပေါင်းတော့300 300ရယ်နောက်က300နဲ့ပေါင်းတော့600နောက်ကဈေးရမှာလည်းအတိုင်းပဲသူကနောက်ကကွင်းနှစ်ခုကိုကွင်းခဲ့တာရယ်နောက်ကနှစ်ခုက200နဲ့300နဲ့ကွင်းခဲ့တာရယ်ဒီလိုနှစ်ခုရင်းပေါင်းတယ် 200နဲ့300နဲ့ပေါင်းတော့900 900နဲ့ရှင်းတော့တစ်ခုနဲ့ပေါင်းတော့600ဒါတို့အဲ့လိုဖတ်ဆက်ပြီးပေါင်းလို့ရှိရင်ဖြေကတူတယ်ဖြစ်တယ်အဲ့ဒါကဖတ်ဆက်ရကုန်တယ်ဒီလိုပဲပေါင်းဖတ်ဆက်ရကုန်တယ်ဒီလိုနော်ဒါတို့ရင်နော်၄ချိန်ငယ်တိသမာနေတိနေတိသမာနေနေတော့ပြီးသွားပါပြီအဆုံးထိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်